လူမာဂတိအချိန်မလေးစားသူများတွင် ကျွန်တော်ဤဇနီးမှာထိတ်ဆုံးစီးရင်ဝင်တရားဖြစ်လေသည်တနေ့တွင်ကျွန်တော်တို့နေ့ရက်နေ့လယ်စာစားရန် Claric Hotel night စုံကြဖို့အချင်းချက်ထားကြသည်ကျွန်တော်ရောက်သွားသည့်အခါ10မိနစ်နောက်ကျနေပြီတို့ညာသူမရောက်လာသည် သူ့ကြောင့်တိနေသည်ဖြင့်ခွင့်လွှတ်လိုက်သည် သူနှင်သူ့ကိုဆောင်ရင် ကော့တေးယမကတစ်ခွက်မှားလိုက်သည် အချိန်မှလူစီကားချိန်ဖြစ်သည် နေရာထိုင်ခင်းပင်မပြည့်စုံစပွဲလှုပ်ဟူ၍မရှိသူဖြစ်ရာကျွန်တော်မှနေရာမရနိုင်ပဲရောင်းချချာဖြစ်နေသည်အချို့မှကလာရစ်တို့ဆော့ဆော့ရောက်လာကြသည်နေ့လယ်စာစားပြီးနောက်ကော်ဖီပင်တောက်နေကြပြီကျွန်တော်လိုလူတချို့သာလျှင်ချိန်ထားသူကိုဆောင်ရင်မာတီနီခွက်ကလေးများကင်ကာရောင်းချချာဖြစ်နေကြသည် အမျိုးသမီးများမှຫນွေရသည့်ဝတ်စုံများဖြင့်ကြော့ကြော့လွင်လွင်လန်းတလားနေကြသည် အချင်းချင်းပြုံးကရီကပြောဆိုနှုတ်ဆက်ကြသည်အမျိုးသားတို့မှလည်းအေးအေးလူလူပင်အချိန်ကိုကုန်လွန်ရန်ပြင်ဆင်ထားကြသည်ကျွန်တော်မှ15မိနစ်ခန့်အချိန်ဖြုံးရမည်ထို့အတော်အတွင်းစပွဲတစ်ခုခုတွင်အမျိုးသမီးတယောက်ယောက်နှင့်စကားစမြည်ပြောပြီးဆောင်ရလျင်ကောင်းမည်ဟုအမေကလေးလာစူဆန်းသည် ကျွန်တော်ကိုစိတ်ဝင်စားသူတဦးတလေများမတွေ့ရမိမဆိုသည့်တတော်တို့မှအခက်သားလားကလာရင်းတို့ရောက်လာကြသည့်ရွေရွေလက်လက်တို့မှချစ်စရာကောင်းသည်ဝဝတစ်တစ်တွင်မဟုတ်ပါပပလျံလျာတတွေလျံလျာတွေသာများလေရာကြည့်လို့ကောင်းသည်မျက်စိပတာတာတွင်စက်တရီအတိရှိသည်ဝိစားထားကြသည်မှလည်းတင်းတင်းကြဲကြဲတသက်ရဲ့ရဲ့ရှိသည်စားတော့ရင်လာကြသူများဖြစ်သည်ဖြင့်မျက်နှာမှာတင်းမာမနေချို့ပြုံးနေသည် သူတို့မှာခေကာလအလျောက်ပုံစံကြခင်းနှင့်ရင်ပောင်တန်းနေသည့်မြို့ကြီးသူများဖြစ်ကြသည် ယခုမူသူတို့ကိုအထူးဆန်းတဲ့တော်များဖြစ်မကြည့်တော့ပဲခွန့်လွတ်သည့်စိတ်ဖြင့်ကြည်နေမိသည်ဒုနှစ်နှစ်နာရီထိုးသွားပြီဘိုက်ထဲကလည်းဆန်တားပြလာသည်ဆာလာပြီအိမ်သူဇနီးမရောက်သေးကျွန်တော်မိမပြောဖို့သည့်စကားတစ်ခွန်းကို အမှတ်ရမိသည် သူက တားကွိုက်ဆိုတဲ့မိုးပြာရောင်ကြောင့်မျက်လည်းမွေးချင်ဘူး။နာယူလည်းမပတ်ချင်ဘူး။ဟူဆိုသည်တားကွိုက်မိုးပြာရောင်သည်အယောင်ပြောင်းကအစိမ်းရောင်ဖြစ်သွားတတ်သည်။မူလားအစိမ်းမှန်တန်ဖို့ကိုမရ။ထို့တူသူ့လက်ကနာယီသည်လည်းအမဲလိုလိုရက်သွားတတ်သည်ဟူဆိုသည်။ကံမကောင်းအတိတ်နမိတ်မကောင်းဟူယူဆသည်။တားကွိုက်ကြောင့်မျက်ကိုမစင်မြန်းခြင်းသည်ကိုတော့နားလည်လို့ရသည်။ဘာမှပြောစရာမလို့ ။ဒါပေမဲ့သူပတ်ထားသည့်နာယီကိုသူကိုယ်တိုင်တော့မှန်မှန်ပေးလျင်တော့သွားနေမှာပဲဟုထင်သည်။ဤအတွေ့များတွင် နှင့်မျောနေခိုက်။စပွဲထိုးလေးရောက်လာကတွတ်တွတ်တိတ်တိတ်ဟုသောအမူအရာမျိုးပြပြီးကျွန်တော်စီသူချင်ကပ်လာသည်။ဟိုတယ်ကြီးများတွင်ဟိုတယ်လုပ်လင်များ၏အရေးတကြီးအမူအရာမျိုးကို သူတို့ကဟန်ပန်ဆောင်တတ်သည် ယူလာသည့်သတင်းစကားမှာသူတို့ကတဆင်ပြန်ပြောတော့မှအန်တရဲ့အတိတ်နမိတ်မျိုးဆောင်းသွားတတ်သည်စပွဲတို့လေးတဲ့ဆောင်းလာသည့်သတင်းစကားသည်ကျွန်တော်မိမထမဖြစ်သည် ကိစ္စဒစုံတစ်ခုကြောင့်ချင်းသည့်အတိုင်းနေ့လယ်စာအတူစားရမလာနိုင်ပါဟူသောအကြောင်းကြားချက်ပင်ဖြစ်လေသည်ကျွန်တော်စိတ်ထဲမှာထင်ကနေဖြစ်သွားသည် လူစီကားသည့်စားတော့ကန်နဲ့တွင်တယောက်တည်းစားရမည်မှာပြင်းစရာကောင်းလှသည်စဆူပြပြမရှိသို့တော်လည်းသွားနေချာကလပ်သို့သွားရန်အချိန်နောက်ကျသွားပြီတို့ဖြစ်ရာဒီနေရာမှာပဲစားတော့မည်ဟု စိတ်နှလုံးဒုံဒုံချလိုက်သည်သူနှင့်ထမင်းစားကန်းစီတို့တဖြည်းဖြည်းလျှောက်လာခဲ့သည်နမေကြီးဟိုတယ်များစားတော့ဆိုင်များတွင်စပွဲတို့ကြီးများကကိုယ့်ကိုနမေတက်ပြီးသိနေသည်ဆိုလျှင်မကောင်းလား ကိုနာမည်ကိုသူတို့သိနေသဖြင့်ကျေနပ်နှစ်သိမ့်မှုမဖြစ်မီသို့တော်လည်းယခုတခါတွင်မူစပွဲတို့များကခက်တီတီမဆက်ဆံသည်ကိုပင်ကျေးဇူးတင်လှပြီစပွဲတို့မှုကစပွဲတိုင်း၌လူပြည့်နေပြီဟူ၍ကကြေညာသည်သမင်းစာကန်ကြီးကိုတပတ်ပြည့်အောင်မျက်စိကစားရသည်တနည်းအားဖြင့်မူကျွန်တော်တိတူတရားဤမျက်နှာကို မြင်လိုက်ရသဖြင့်ဝမ်းသာသွားသည်သူကအဲလစ်ဘက်ဘာမွန်ဖြစ်လေသည် သူသည်ကျွန်တော်မိတ်ဆွေဟောင်းကြီးတယောက်ဖြစ်သည်ကျွန်တော်ကိုမြင်လင်ပြုံးသည်သူမှာအဖို့မရှိသည်ကိုတွေ့ရသည်ဖြင့်သူ့စပွဲသို့သွားရသည်ဆာလောင်မသိသူတယောက်ကိုတနာရဲဆိုရင်ဖြင့်ခမားနဲ့တူထိုင်ခွင့်ပြုပါနော်ကျွန်တော်ကပင်စတင်၍တောင်းဆိုမိသည်ထိုင်နေထိုင်မဒါမဲ့ကျမအစားလုပ်ပြီးတော့မယ်နော်သူထိုင်နေသည်မှာတိုင်ကြီးတစ်ခုပြီးရှိစပွဲငယ်တစ်ခုတွင်ဖြစ်သည် စပွဲတွင်ထိုင်မိရင်လူစီကားသည့်ထမင်းစားကန်းအလေရောက်နေသည်ဆိုရတော့လေတိုင်ကြီးအကာအကွယ်ကြောင့်ကျွန်တော်တို့မှာတတိတသန့်လို့ဖြစ်နေသည်ခမားနဲ့တွေ့ပြီလို့သာပေါ့မတွေ့ရင်စာရာနဲ့မူလဲသွားတော့မယ်သူကဖော်ရွေစွာပင်ပြုံးသည် သူ့အပြုံးမှာနှစ်လိုပွဲကောင်းသည်ချက်ချင်းပြုံးခြင်းမျိုးမဟုတ်ပဲတဖြည်းဖြည်းအပြုံးရိပ်တန်းလာခြင်းမျိုးဖြစ်သည် ထမဆုံးသူ၏နှကန်းဆုံးသည်မပွင့်တပွင့်ဟလာသည်ထို့နောက်နှကန်းမှတဆင်သူ၏အပြုံးသည်အရေလဲ့နေသောတငယ်အင်ကြီးများစီသို့ရောက်သွားသည်ထို့အခါမျက်လုံး၏အပြုံးသည်တဖြည်းဖြည်းတောက်ပလာသည်အဲလစ်ဘတ်ဘာမွန်ကို ပုံသွန်းချသည့်ရုပ်ရည်မျိုးဟုမိသူမျှမပြောနိုင်ငယ်ရွယ်စဉ်အပြုတ်ဘဝကသူ့ကိုကျွန်တော်မတွေ့ခဲ့ဘူးပဲ။ ို့တော်လည်းလူအပောင်းကို မျက်ရည်ပေါင်းကြီးငယ်ကြာယူရလောက်အောင်ရရဆက်ဆက်လှပသည့်အလှပိုင်ရှင်တရားဟု၍ကပြောစမှတ်ပြုရလေသည်ထို့စကားမှန်ကြောင်းကျွန်တော်ကောင်းကောင်းယုံကြည်သည်ယခုမူသူ့အသက်မှာ90ပြည့်နေပြီတို့တိုင်အောင်သူ့ရဲ့လှမှာချက်တည်းရဲ့အတိတင်ကြန်နေသေးသည်တူလကင်းအလှမျိုး ပြိုင်ဆန်ကင်းအလှမျိုးဟုတက်တည်ခံနေသည်တို့တော့ပြုံမြင့်ချင်းကိုမူမရနိုင် ဆေးချေထားသည့်မျက်နှာများကိုကျွန်တော်မနစ်သက်ကြည့်ရသည်မှာအလုံးသောမျက်နှာများသည်တပုံစံနှင်းဖြစ်နေသည်ထင်မိသည်ပေါင်တာနှကန်းဆူစီပါဆူစီတို့ကြောင့်မိမတို့၏မျက်နှာအမူအရာတို့မှာထုံထိုင်းသွားရသည် ပင်ကိုအလှပြက်ပြဲသွားရသည်ဟုထင်မိသည် ကိုလှကိုဆေးချေကဖျက်ဆီးသည့်မိမတို့သည်အတော်မိုက်မဲသည်ဟုကျွန်တော်ယူဆမိသည်သို့တော်လည်းအဲလစ်ဘက်ဘာမွန်အတွက်မူတစ်မျိုးဖြစ်သည် သူသည်တဘာဝအလှကိုတူပရန်ဆေးချက်ခြင်းမဟုတ်အလှပန်းပို၍ပွင့်လာရန်ဆေးချက်ခြင်းသာဖြစ်သည်ဟုဘယ်လိုအလှချက်သလဲဘာရင် လုတ်သလဲဟု၍မေးဆမ်းမနေနှင့်ဆေးချေပြီးထွက်လာသည့်သူ့လှသည်သာယင်သက်ရှုမောအံ့ဩစရာဖြစ်နေသည်ကိုကြုံရသည်။ချက်တန်နဲ့ရွာ ပုံကားလာသည့်နတ်မိမယ်လေလာထင်ရသည်။အလှချေလိုက်တော့သူ့မျက်နှာတွင်ပြည့်မြုံမဲ့မထင်သည့်အသွင်သည်ထင်ရှားပေါ်လွင်လာသည်။ ။စပင်မှလည်းဆေးဆိုးထားသည်။ချိုးကမဲနဲ့ချောမွေ့ပြီးအယောင်လက်လာသည်။ထိုင်သည့်အခါကိုကိုမမတ်ထိုင်သည်။လက်ပြင်ကုန်းမနေအောင်တက်တက်နေသည်။ပြင်ပြင်ရီရီရော့ရီရော့ရဲအနေထားမဟုတ်။ခန္ဓာကိုယ်မှမူတွယ်လျသည်။ထိုချိန်ကစက်တင်အဝိဆအနက်ထဲကိုဆင်းရင်လာသည်အပြင်ဆင်ရိုးသည် ရိုးသည်ဖြင့်ဆန်းနေသည့်ဖက်ရှင်မျိုးဖြစ်သည် လေပင်တွင်ပလဲပတိရှိတကုံးကိုဆွဲထားသည်ပလဲနှင့်ဆက်တဲ့အနက်တို့မှာအနက်အဆိုင်ရှင်ဖက်မိသည်လက်တွင်လက်ထက်လက်စွပ်နှင့်ရှင်ရက်ညလက်စွပ်ကိုဝတ်ထားသည်ဤပစ္စည်းတစ်ခုသာအဖို့တိုင်အဖို့တန်ယရနာဟု၍ပြောနိုင်သည်ညလက်စွပ်ကအယောင်စိမ့်နေသဖြင့်ဖြူစွတ်သည့်လက်ချောင်းလေးများ၏အလှသည်ပို၍ပြင်းပြင်းလာသည်လက်သေးများမှနီးရဲနေသည်ဤလက်ချောင်းကလေးများကြည့်လိုက်တော့သူ့အသက်90ဆိုသည်မှတိသာလာသည် ဆဲကျော်တဲ့အပြိုလေးဤပြပြဖြူဖြူလက်မျိုးမဟုတ်ဒီမှာထင်ရှားနေသည်ချိုခါရင်မှတအံ့တော်ဖြစ်ရသည်ကာလအတန်ကြာသောဇရာထောင်းနှင့်ထိုလက်ချောင်းတို့သည်ငှက်ချစ်တော်များနှင့်တူလာတော့မည်အဲလစ်ဘတ်ဘာမွန်သည်ထင်ရှားထူးခြားသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်ဆွေကြီးမျိုးကြီးဖြစ်သည်တတမမြောက်စိန့်အက်ဂျူမျိုးစားကြီးဤသမီးဖြစ်ပြီး အသက်18နှစ်တွင် လူချမ်းသာတယောက်နှင့်လက်ထပ်ခဲ့သည်။အိမ်တောင်ကြပြီးနောက်သုံးဖြုံပျော်ပါနေခဲ့သည်။အသုံးဆွဲကြီးသည်၊လက်ဖွာသည်၊ကိလေသာအာယုံလိုက်စားလွန်းသည်၊ပျော်ရွှင်ကိုယ်သာရှာသည်။လောကကြီးတွင်မိသူကိုများကယူမဆိုင်။ဘဝလမ်းကြောင်းဖြောင့်ပြူဖို့ဆင်ဆင်ချင်းချင်းနေရန်စိတ်မကူ။မာနကလည်းကြီးသည်။အနာဂတ်ကိုမတွေး၊နှက်ဖြန့်အတွက်အပူပင်မထား။ သူနေဤဘဝတွင်ကျင်လည်ရင်းနှစ်နှစ်တာကာလအတွင်းလင်မယား꿰ခဲ့ရသည်သူလင်ကအဲလစ်ဘတ်အားအခြားယောက်ျား၃ယောက်နှင့်ဆွဆွဲသည်ထို၃ယောက်ထဲကတစ်ယောက်ကိုအဲလစ်ဘတ်လက်ထပ်ယူလိုက်သည်ထို့နောက်၁၈လအကြာတွင်ထိုတစ်ယောက်သည်သူ့လက်ကထွက်ပြေးသွားသည်ဒီနာတွင်မူချစ်သူခင်သူတွေတစ်ယောက်ပြီးတစ်ယောက်ရှာသည်တစ်ယောက်ပြီးတစ်ယောက်တွဲသည်ကာမဂုဏ်အရာတွင်ဟော့ယမ်းလွန်းသည်လိုက်စားလွန်းသည်ဟုနာမည်ထွက်လာသည် အဲလစ်ဘက်မှာရရဆက်ဆက်လှသည်အာယုံ၅ဘာလိုက်စားသည်ယင်းနှစ်ရက်ပေါင်းလိုက်သည့်အခါပတ်ဝန်းကျင်ကသူ့ကိုအတင်းစကားပြောစရာဖြစ်လာသည်အကျင့်တိတ်ခါကိုထိပါစားပြုတ်ကပြောဆိုလာကြသည် သူ့နာမည်ကြားလိုက်လျှင်နှာခေါင်းရှုံကြသည် အပုံနဲ့လှိုင်လာသည်အဲလစ်ဘက်ဒီလောင်ကစားဝတနာပါသည်စီကံမရှိသုံးဖြုံးသည်အပျော်ပါလိုက်စားသည် ချစ်သူဘောတစ္ဆာမရှိတော့လဲအပေါင်းအသင်းမိတ်ဆွေကိုမူခင်တွယ်သည်မမှန်ကန်ကန်ဆက်ဆံသည်အလစ်ဘဲအမူကျင့်ဘလို့ပဲရှိရှိပျက်စီးပေါ့တန်သည်မိမတရားဖြစ်သည်ဟုပြောဆိုကြသည်ကိုလက်မခံသူအနှဲငယ်ရှိသည်သူတို့ကမူအလစ်ဘဲသည် အလွန်သဘောကောင်းသည့်အမျိုးသမီးတရားဖြစ်သည်ဟုအတိမှန်ပြုကြသည်အလစ်ဘဲသည်ပရိယကင်းသည်စိတ်ထားမြင့်မြတ်သည်ပြောရင်းဆိုရင်တတိရှိသည်သူတစ်ပါးပေါ်မကောင်းစိတ်ဖြင့်လှည့်ပြားခြင်းမရှိ ကြောင်သူတော်အကျင့်ကိုသူမကျင့်အပေးကံရက်ရောပြီးအပေါင်းအသင်းပေါ်သစ္စာရှိသည်ထိုကာလမှာပင်ကျွန်တော်သည်အလစ်ဘန်နှင့်တိကျွမ်းလာခဲ့ရသည် သူတို့မှာမှုမှတ်မျိုးနွယ်များဖြစ်ရကရှေးခါကဆိုလျင်ဘာသာရေးကိစ္စတို့၌ခြေတန်းကကမကထပြုကဆောင်ရွက်ကြသည်ယခုမှသူတို့လောကသည်အမှုပညာလိုက်စားခြင်းတွင်ပျော်မွေ့ဂုံယူလာကြသည်ဤသို့ဖြင့်ကျွန်တော်နှင့်တွေ့ဆုံဝင်ဆက်လာရခြင်းဖြစ်သည် သူတို့လောကတွင်အဲလစ်ဘက်ကိုဂုံယီတူခြင်းက မပောင်းကျင်သလိုမဆက်ဆံကျင်သလိုရှောင်ရှားကြသည့်အခါဆိုင်းရီးဆရာအတိုင်းဝိုင်းစီတို့တစ်ခါတည်းမျက်စိလဲပြီးရောက်လာတတ်သည်ဆိုင်းရီးဆရာပကြီးဆရာဂီတပညာရှင်စသည့်အမှုပညာလောကတွင်ပောင်းတင်ဆက်ဆံသမှုပြုလာကြသည်ကျွန်တော်အဖို့ကအဲလစ်ဘက်ဘာမွန်သည်ပေါင်တင်ဆက်ဆံလူကောင်းသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်ဟုယူဆမိသည်အဲလစ်ဘက်သည်စိတ်ထဲရှိသည်တို့ကိုရဲရဲပြောသည် သူထင်မြင်ချက်သူ့ယူဆချက်ကိုပွန့်ပွန့်လင်းလင်းထုတ်ပေါ်သည်လောကတွင်ဝိလဲကြောင့်ပန်လုံးနေသူများလေရာသူနှင်းဆက်ဆံရသည်မှာအချိန်ကုန်တက်တာသည်ပြီးတော့သူ့မှာဇဝနာညံရှင်သည်ကြာရစကားကို ဖန်ပြီးခြေပတတ်သည်သူဤမိမိနေသောအတိတ်ဇလန်တို့ကိုပြန်ပြောင်းပြောပြတတ်သည်အထေငော့ကလေးများလည်းပြောတတ်သည် သူနှင်းစကားပြောရသည်မှာပြင်းစရာမကောင်းကြိုတင်ပြင်ဆင်ထားခြင်းမရှိတော့လဲ ကြာရစကားကိုအလိုက်တင်ပြောတတ်သည်အကြောင်းမှာအဲလစ်ဘက်သည်ဟမ်မဆောင်တတ်သူဖြစ်ပြီးယူသားပွင့်လင်းသူဖြစ်သောကြောင့်ဒီထို့နောက်အဲလစ်ဘက်သည် အလွန်အံ့ဩစရာကောင်းသည့်အမှုတစ်ခုကိုပြုလေသည်ယင်းမှာသူအသက်40တွင် သူအောင်16နှစ်ငယ်သော အသက်22နှစ်အရွယ်လူပြိုပေါက်ကလေးတစ်ယောက်ကိုလက်ထပ်လိုက်ခြင်းဖြစ်သည်မိတ်ဆွေအပေါင်းအသင်းများကမူ ဒီတခါတော့ Elizabeth မှားသည် အလွန်မိုက်မဲသည်ဟုဆိုကြသည် အများကသူ့ကိုရှောင်ခွာနေခိုက်တွင် သူနှင့်သစ္စာရှိရှိပေါင်းသင်းလာကြသူများမှာယခုတချိန်တွင်မူဘာလုပ်ရမည်မသိဖြစ်သွားကြသည်သို့တော်လည်းသူ့ယောက်ျားလေးမှယိုသားသည် သဘောကောင်းသည် အတွေ့အကြုံမရှိသဖြင့် Elizabeth ကိုအယူအမူချစ်ကြိုက်မိခြင်းဖြစ်လျာ ပတ်ဝန်းကျင်ကအဲလစ်ဘက်ကိုဖဲကျင်ကြတော့သည်ဒီတခါတော့အဲလစ်ဘက်လွန်ပြီးဟုသဘောပေါက်လာကြသည်ကန်းကုန်ပြီးဟုယူဆကြသည်အဲလစ်ဘက်သည်ယခုတယောက်နှင့်လည်းကြကြတွဲမည်မဟုတ်မကြမီပင်ကွဲကြမည်ဟုပတ်ဝန်းကျင်တစ်ခုလုံးကယုံကြည်နေကြသည်အဲလစ်ဘက်သည်ဘယ်ယောက်ျားကိုမျှ6လထက်ပို၍မပောင်းသူမဟုတ်လင်လဲအပုံနဲ့တွင်လှိုင်လာသည့်အခါ ကောင်ကလေးကသူ့ကိုစွန့်ပစ်ထားခဲ့မည်ဟုထင်မြင်ချက်ပေးကြသည် သို့တော်လည်းသူတို့အားလုံးအတွက်မှားသည်အသက်အရွယ်အတန်ငယ်ကြီးလာသည်ဖြင့်ရင်းကျက်လာကအဲလင်းစဘတ်မှဆင်ကျင်တုံတရားရလာပြီထင်သည်နှလုံးသားကလည်းချစ်တက်ခင်တက်လာပြီတန်ရောစင်တွေ့ကြလာပြီဟုကျွန်တော်ထင်သည်သို့မဟုတ်ရင်လည်းကိုအောင်ငယ်တာလေးကို မုံပေးကြရသည်ဖြင့်ကြာတော့ပီတာဘာမွန်ကို တနာကျင်နာကတန်ရောစင်တွဲမိခြင်းဖြစ်ရမည်မိတို့ဖြစ်စေဒီတခါတွင်မူအဲလစ်ဘက်သည်မယားကောင်းပိတလာသည် လင်ကလေးကိုမယားဝစ်ကြေပွန်အောင်ပြုစုသည် သူတို့မှဆင်းရဲသည်အဲလစ်ဘက်ကအတုံးကျမ်းသည်ယခုမူစစ်စီသောအင်ရှင်မတရားဖြစ်လာသည်အနေအထိုင်ပြည့်ရလာသည်ပတ်ဝန်းကျင်ကကဲ့ရဲ့စရာတကွက်မျှမတွေ့ရအောင်နေထိုင်သည် ိုင်းကောင်းကြပြီဖြစ်လာသည်သူ့အတင်ပြောကြသည့်ပါဇက်ပေါင်များပိတ်သွားသည်ပီတန်စိတ်ချမ်းသာအောင်သူပြုစုသည်သူ့အတွက်လုံးလုံးအေးမထတော့ပီတာကိုဆွဆွမြဲမြဲချစ်လာပြီဟုအများကလက်ခံလာကြသည်အဲလစ်ဘက်ဘာမွန်၏အတင်းကိုမပြောကြတော့ပြီသူဆက်လန်းသည်ပြီဖုံကားချသွားပြီဟုဆိုနိုင်ပြီဟုတ်သည် အဲလစ်ဘက်သည်အပြောင်းအလဲကြီးပြောင်းလဲလာသည်သူတို့လင်မယားကိုကြည်ကြည်နူးနူးတွေ့ရသည့်အခါကျွန်တော်မှဝမ်းသာရသည် ပီတိဖြစ်ရသည်အဲလစ်ဘက်သည်ဤသို့ဖြင့်ကြီးရင်သွားတော့မည်နောင်တက်ကြီးရွယ်အိုဖြစ်လာသည့်အခါဒီလင်ဒီမယားရိုးမြေကြပေါင်းတင်ခဲ့သည့်ဖြင့်ကဲရဲ့တင်းချူအတင်းစကားပြောစရာမကျန်နိုင်တော့သူအတိတ်မှုံဝါသောသူအတိတ်သည်သူနှင့်မဆိုင်သလိုဖြစ်သွားလိမ့်မည် ထိုအတိတ်ကိုအမှတ်ရသူများ ရှိကြစေကာမူယင်းသည်လူတွေရေးရေးသာတည်တည်ကွယ်လွန်သွားလေသူတစ်စုံတစ်ယောက်နှင့်သာသက်ဆိုင်သည်ဟုယုံမှတ်ကြလိမ့်မည်မိမဆိုသည်မှအမှတ်တညာအလွန်နည်းသည်မိလွယ်ပြလွယ်သတ္တဝါများဖြစ်ကြသည် သူတို့မိရော့တဲ့ပုံမှာ မနာလိုစရာပင်ကောင်းသေးတော့သည်သို့တော့ကံကြမ္မာအလှည့်ပြောင်းကိုမိသူလွန်ဆန်ရဲမည်နီး လောကကြီးတွင် ကံစီမံရာကို လူတိုင်းနာခံရသည်မဟုတ်လားမျက်စိတမိတ်လျက်တစ်ပြက်တွင်မှာပင်အရာရာသည် ပြောင်းလဲတတ်လေသည်ပီတာဘာမွန်သည်အဲလစ်ဘန်နှင့်ချစ်ချစ်ခင်ခင်ပေါင်းသင်းပြီးနောက်10နှစ်ကြာသည့်အခါဖာဘရာကင်တန်ဆိုသည့်အပြုံမလေးတယောက်နှင့်အယူအမူချစ်ကြိုက်ကြလေသည် ကောင်မလေးမှသဘောကောင်းသည်ချစ်စရာလည်းကောင်းသည် သူဖခင်မှာတခါကဗြိတိရှနိုင်ငံရာနိုင်ငံသားရင်းယုံတွင်လက်ထအတွင်းဝင်ဖြစ်ခဲ့မှုသည် Lord Robert Kenton ဖြစ်သည် Barbara ကအငယ်ဆုံးသမီးဖြစ်လေသည် သူအလှမှနုနုရွရွလေးဖြစ်သည် Lady Elizabeth နှင့်ကနှိုင်းရှင်၍မရ Peter နှင့် Barbara တို့သည်မိတို့မိပုံဖြစ်ပျက်ကြသည်ကိုလူတိုင်းလူလူသိနေကြသည်ဒီဇက်လန်းကို Elizabeth ကိုယ်တိုင်ဖန်တီးပေးထားလေသလားဟု၍ပင်တန်တရားဝင်ကြသည် ဟုတ်ချင်ဟုတ်မည်သို့တော်တတ်အံ့မသိသို့တော်ယခုကိစ္စတွင်အဲလစ်ဘန်မိတို့ပြုမှုရင်ဆိုင်မိကိုပတ်ဝန်းကျင်ကမျှော်လင့်နေကြသည်ယခုကိစ္စမှာအဲလစ်ဘတ်ကြုံခဲ့ရသည်တို့နှင့်ဆန့်ကျင်နေသည်ဖြင့်အတိုင်းအဝိုင်းတစ်ခုလုံးကစိတ်ဝင်စားနေကြသည်ခါတိုင်းတွင်မူအဲလစ်ဘတ်ကသာယောက်ျားသားတို့ကိုစွန့်ပစ်ရုံထုံးစံရှိသည်ဘယ်သူကမှသူ့ကိုမစွန့်ပစ်ခဲ့ဘူးချေ ကျွန်ုပ်အဖို့မူအဲလစ်ဘက်မီတို့ကင်တွဲမီကိုမှန်ဆလို့ရနေပြီဖြစ်သည်မစ်စကင်တန်နဲ့ကိစ္စကိုမမြန်ပြီးအောင်သူဖြေရှင်းမီသူ့မှာတတိအပြေဝါရှိသည်အရာရာကိုရင်ဆိုင်ရဲသည်ပြီးတော့ဒီကိစ္စမျိုးတွင်ဖြေရှင်းရန်အတွေ့အကြုံရှိပြီးနေပြီကျင်လည်နေပြီဟုယုံကြည်သည်ယခုအခိုက်အတန့်တွင် ကျွန်တော်စိတ်ထဲ၌ဤသို့ပင်သူ့အကြောင်းကို တွေးနေမိသည် ကျွန်တော်နှင့်စကားပြောနေခိုက်တွင်မူအဲလစ်ဘက်၏အမူအရာမှာတိတိငင်ငင်ပင်ဖြစ်သည်စိတ်ဒုက္ခရောက်နေဟန်မရှိခတိုင်းလိုပင်ပွင့်လင်းသည်ပျော့ပျော့ရွှင်ရွှင်ရှိသည်ချစ်စရာကောင်းနေသည်စကားပြောကြသည့်အခါခတိုင်းလိုပြောနေကြစကားများကိုပြောသည်စိတ်လက်ကြည်လင်နေဟန်တူသည်ဟုထင်ရသည်ကျွန်တော်ကိုယ်တိုင်ကလည်းသူနှင့်စကားပြောလို့ကောင်းသည်ဟုထင်မိသည် ီတာတယောက်ဖောက်ပြန်ပြောင်းလဲနေသည်ကိုသူမသိဟုထင်သည် ပီတာအပေါ်သူချစ်စောဟုံမှကြီးမားရကအပြန်အလှန်အဖျင်းသူ့နီးသူပီတာ၏အချစ်စိတ်သည်လည်းယော့နေမည်မထင်ဟုအဲလစ်ဘက်ကယုံယုံကြည်ကြည်မှတ်ယူနေရမည်ဤသည်မှာကျွန်တော်ထင်မြင်ချက်သာဖြစ်သည်ကျွန်တော်တို့နှစ်ယောက်ကော်ဖီမှားကတောက်ကြသည်စီဂရက်နှစ်လိပ်သုံးလိပ်ဖွာကစကားပြောကြသည် ဘယ်ချိန်ရှိပြီလဲဟုအဲလစ်ဘက်ကမေးသည်။၃နာရီထို့ဖို့၅မိနစ်လိုသေးတယ်။စားတော့ခရှင်ရမယ်။ခမရအတွက်ကျွန်တော်ပေးပါမယ်။ပေးတာပေါ့။အဲလစ်ဘက်ကပြုံးရင်းပြောသည်။အလင်းလိုနေလို့လား။၃နာရီမှပီတာနဲ့တွေ့ဖို့ချိန်ထားတယ်။ဟုတ်လား၊ तू ဘလို့လဲ။အိုးကောင်းပါတယ်။တိတ်ကောင်းနေတယ်။သူတို့ပြောကပြုံးသည် သူ့အပြုံးမှလေးဖင့်တော်လဲချစ်စရာအပြုံးဖြစ်သည်သို့တော်လဲလှောင်ပြုံးပြုံးသည်ဟုကျွန်တော်ထင်နေသည်ခဏတာများစကားမပြောသေးဘဲတွေ့ဝေနေပြီးမှကျွန်တော်ကိုစူးစိုက်ကြည့်သည်တစုံတစ်ခုပြောဆိုခြင်းဟန်တူသည်ရှင်အားစာရေးဆရာဆိုတော့ထူးထူးဆန်းဆန်းနေကြားချင်မှာပဲသဘောကျမှာပဲဟုတ်လားအခုကျမဆောင်ရွက်ရမယ့်ကိစ္စကိုရှင်ဘလို့မှမှန်းဆလို့ရမှာမဟုတ်ဘူး ဒီမနက်ပီတာစီဖုန်းဆက်ပြီး၃နာရီမှတွေ့ကြဖို့ချိန်လိုက်တယ်။ကိစ္စကတော့ကျမကိုကွာရှင်းပြတ်ဆဲပေးဖို့ပဲ။မဟုတ်တာခမ ्या ။ရုတ်တရက်ကြားလိုက်ရသဖြင့်မယုံနိုင်လောက်အောင်အံ့အားသင့်က အတန်ကျဲကျဲတုံ့ပြန်လိုက်မိသည်။မပြန်ပြောရမည်မသိဖြစ်သွားသည်။မျက်နှာတစ်ခုလုံးထူပူသွားသည်။ခမ ्या တို့အဆင်ပြေနေကြတယ်ထင်တာ။ ိုးလေးတကြောဖြစ်ပြီးတတိုင်းပြည်လုံးသိနေတဲ့ကိစ္စကိုကျမမသိဘူးလို့များရှင်းလို့ချင်နေသလား။ကျမဒီလောက်မအားသေးပါဘူးရှင်။သူ့ကိုဟန်ဆောင်လို့မရ။သူ့ဘာပြောချင်တီကိုမသိဟန်ဆောင်ရင်းမရ။တို့ဖြစ်ရာကျွန်တော်လဲ၃လေးစက္ကန့်မြားစကားမပြောနိုင်မဲကြောင်ကြည့်နေမိသည်။ပြီးမှနေပါအောင်ဘာဖြစ်လို့ကွာရှင်းခွင့်တောင်းရတာလဲ။ကောင်မလေးဖေရောဘတ်ကင်တန်ဆိုတဲ့ဖိုးကြီးကတိတ်ဆိတ်ချရတာမဟုတ်ဘူး။ စိတ်တဘောဓာမှန်ခြင်းမမှန်တာပီတာကိုကျမအကွာရှင်းလိုက်ပေမဲ့သူ့သမီးနဲ့ပေးစားခြင်းမပေးစားမှာကျမဘိုးကတော့ရှင်လဲသိပါတယ်လေဒီကိစ္စအရေးကြီးပါတယ်အင်မယားပြက်စဲခြင်းနောက်တစ်ခုတိုးလာမလားတိုးမလာဘူးလားအဲလစ်ဘက်ဒီပခုံးနှစ်ဖက်ကိုလှပစွာတွန့်လိုက်သည်ဘာဘရာကိုပီတာကလက်ထက်ခြင်းတယ်လို့ခမည်းဘယ်လိုသိတယ်လဲ သူ့ဟာငရမ်းပြလူပဲနေမကြည့်ထိုင်မသာဖြစ်နေတာကောင်မလေးကိုချစ်လိုက်တာအသေးတုံဥတုံပဲခမရောပြောပြသလားပြောမပြပါဘူးသူတို့ကိစ္စကျမသိတယ်ဆိုတာတော့သူမသိဘူးပီတာတယောက်ဟာလေတိတ်ပျက်စီးနေတာပဲတနာစရာပါ ကျမစိတ်ထိခိုက်မှလည်းသူတိတ်ဆိုးရိမ်နေဒါကတော့ခဏပါတွေ့တော့တခဏယူယူမှုမှုဆွဲလန်းတာပေါ့ပြီးတော့လည်းမေ့သွားမှာပါ ကျွန်တော်ကအရေးစွန်ကပြောကြည့်သည်ဘာဖြစ်လို့မိသွားမှာလဲကာဗရာဆိုတာကငဲကုန်လဲရှိတယ်ပြီးတော့ချောတယ်သဘောလဲကောင်းတယ်အလွန်ရှိသွားနောက်လိုက်ညီတဲ့အတွဲပဲပြီးတော့ခနာချစ်ကြိုက်ကြပြီးမိသွားကြမယ်ဆိုရင်ဘာအဓိပ္ပာယ်ရှိမှာလဲသူတို့နှစ်ယောက်စလုံးတယောက်ကိုတယောက်ချစ်မြတ်နိုးကြတယ်အရေးကြီးတာကအခုချိန်မှာတယောက်နဲ့တယောက်အချစ်မပြည့်ကြဘူးဆိုတာပဲ။ ကျမပီတာထက်16နှစ်ကြီးတယ်။သူ့အမေရွယ်မိန်းမတယောက်ပေါ်အချစ်စိတ်ကုန်ခန်းပြီးမှတော့ပြန်ပြီးစိတ်လည်လာလိမ့်မယ်လို့ရှင်းထင်သလား။ရှင်ဟာဝိတ္ထုရေးဆရာတယောက်ပါ။လူဘဝလူစရိုက်ကို ရှင်တို့ကပို့ပြီးနားလဲပါတယ်။နေပါဦးဘာဖြစ်လို့ခမရအနစ်နာခံချင်ရတာလဲကျွန်တော်နားမလဲဘူး။လွန်ခဲ့တဲ့10နှစ်တုန်းကကျမကိုလက်ထပ်ခွင့်တောင်းခဲ့တယ်။အဲ့ဒီတုန်းကကျမဘက်ကဂရုစကားတစ်ခုသူ့ကို ပေးခဲ့တယ်။ဒါက ူဘက်ကစိတ်မပါတော့လို့ကျမကိုဆွန့်လွတ်ခြင်းနဲ့ဆိုရင်အချိန်မရွေးကွာရှင်းခွင့်ပေးပါမယ်ဆိုတဲ့ကတိစကားပဲဒီလိုလေရှင်လည်းသိပါတယ်ပီတာနဲ့ကျမအကြမ်းမှာအသက်ကသိပ်ကွာလွန်လှတယ်ဒီတော့သူ့ဘက်ကစိတ်ကုံတဲ့ဒီနေ့မှာကိုကအကြည့်အသာခွင့်လွတ်မှတရားမှာပေါ့သူကမှဂရိတီရမယ်လို့မတောင်းဆိုဘဲနဲ့ခမရကဘာဖြစ်လို့ဂရိတီချင်နေရတာလဲအဲလစ်ဘက်ဤလက်နှစ်ဖက်တီတဆက်ဆက်တုံလာသည် ူလက်ကများလက်စွတ်သည်လည်းအယောင်လက်လာသည် မဟုတ်သေးဘူးရှင်ကျမဘက်ကထားခဲ့တဲ့ကတိစကားကိုတည်ရမယ်လူကြီးလူကောင်းနေလို့ဆက်ဆံကြတာမဟုတ်လားအမှန်ပြောရရင်ဒီနေ့ဒီနေရာကိုကျမရောက်လာတာဟာသူ့ကိုအကြောင်းပြုလို့ပဲဒီစပွဲမှာပဲပီတာကကျမကိုလက်ထပ်ခွင့်တောင်းတယ်ကျမတို့နေအောင်ညစာအတူစားကြတယ်ကျမကအခုထိုင်ခဲ့တဲ့ကလထိုင်မှာပဲထိုင်နေတယ် အင်းစိတ်ထင်စရာတခုကတော့ပီတာအပေါ်ကျမရဲ့အချစ်စိတ်ဟာမပြည့်သေးတာပါပဲခိုးတော့ကလို့ပဲပီတာကိုကျမချစ်နေရပါပဲအဲလစ်ဘက်ဒီခဏငဲ့လင့်နေသည်တဖန်အန်ကျိတ်နေသည်ကိုကျွန်တော်အတိုင်းသားမြင်နေရသည်မနှဲပင်စိတ်တင်ထားရဟန်တူသည်ကဲကျမသွားတော့မယ်ပီတာကအချိန်နောက်ကျရင်သိစိတ်ဆိုးတယ် အလစ်ဘက်ဒီကျွန်တော်ကိုဖြတ်ခနဲတစ်ချက်ကြည့်လိုက်သည် သူ့အမူအရာမှာအာကိုရမဲ့စိတ်လက်ကုန်ခန်းသည်အမူအရာမျိုးဖြစ်သည် ကလထိုင်မှမနှဲထယူရဟန်တူသည်သို့တော်အပြုံးတစ်ချက်တန်းကဖြတ်ခနဲကလထိုင်မှချသည်ပြီးတော့သွားဟန်ပြင်သည်အဖော်လိုသေးလားကျွန်တော်လိုက်ခဲ့ရမလားတကားဝါထိလိုက်ခဲ့လေအလစ်ဘက်ကပြုံးကပြောသည် ထမင်းစားကန်ဧကန်တို့ကိုကြော်ကဟိုတယ်တကားဝသို့သွားသည်ဟိုတယ်လူလင်ကတကားဖွင့်ပေးသည်တက္ကစီခေါ်အောင်မလားဟု ကျွန်တော်ကမေးသည်ဟင်အင်းခြေချင်မဲသွားတော့မယ်ဒီနေ့ရာသီဥတုသိတ်တာရတာပဲကြည်နူးစရာကောင်းတဲ့နေ့လည်းခင်မယ်ထို့တို့ပြောကလက်ဆွဲနှုတ်ဆက်ရင်သူ့လက်ကိုကမ်းလင့်သည်ရှင်နဲ့တွေ့ရတာသိမ့်ဟန်ကြတာပဲနှက်ပြန်ဆိုရင်ကျမမရှိတော့ဘူးနိုင်ငံသားသွားတော့မယ် ဒါမဲ့ဆောင်းဥပမာလန်ဒန်ပြန်ရောက်မယ်။အဲ့ဒီတော့ဖုံးဆက်ပေါ့။ Elizabeth ဒီအပြုံးမပြတ်ခေါင်းငိတ်ကထွက်သွားသည်။ JV လန်အတိုင်းသူလျှောက်သွားသည်ကိုကျွန်တော်စောင့်ကြည့်နေမိသည်။ယာဒီဥရုမာတာယာသည်ຫນွေອຸບောက်ລີမျိုးຊູຊາຍနေຢາດີອိတ်ຂໍມູມຍະອປໍກາປຽນນັ້ນນັ້ນກ້ານກິນເທັດຕື່ນຕິ່ງຜິວລ່ວຫຼ່ວໂຕທີ່ຕະຍື້ຍື້ລ່ວນບາຫນີຈາດີ အဲလစ်ဘက်ကိုဟမ်မှာတောင့်တင်းသည်မမမမရက်တည်နေသည်ဖြစ်ဖြစ်ရော့ရော့ခွေရရိုင်မဟုတ်ခေါင်းကိုမော့မော့ထားကခက်မှန်မှန်ဝင်းဝင်းဆာဆာလျှောက်သွားသည်သူ့ခန္ဓာကိုယ်မှာတွေ့လျသည်မြင်ရသူပေါင်းကငေးကြည့်ရလောက်အောင်ပင်ခန္ဓာကိုယ်အချိုးဆက်ပြစ်ပြစ်သည်အတိတ်တရားတွေ့လျင်အတိတ်ကအုတ်ထုတ်ကိုအသာချွတ်ခါနှုတ်ဆက်သည့်အခါအဲလစ်ဘက်က တိမ်မွေးစွာပင်ခေါင်းတစ်ချက်ဆက်ကပြန်လည်နှုတ်ဆက်သည်ချိုခိုက်တန်တွင် သူရင်တဲကအသေးနှလုံးတစ်ခုလုံးခြေပြုံးနေသည်ကိုတစ်ဖက်သားကတသက်လုံးရိတ်စားမိသွားလိမ့်မည်မဟုတ်အလစ်ဘက်သည် အလွန်ရိုးသားသောမိမတရားဖြစ်သည်ဟု ကျွန်တော်ထပ်ပြီးဆိုချင်ပါတော့သည်ဘာသာပြန်ဆိုသူကြော်အောင်မူရင်းဆမ်မဆမ်မွန်ဤ the promised ဖတ်ရှုတင်ဆက်သူစိတ်မြများစဉ်လူကြီးမင်းတို့အချိန်ပေးနာရှင်မှုအတွက် essence reader မှကျေးဇူးတင်ရှိပါတယ်ရှင်